ဘာကစားတာကျမ်းမိုင်နဲ့မညီညွတ်ဘူးလို့ဘယ်သူပြောလဲဘာကမှာပါမို့ပါတယ်အသားပါတယ်ဘယ်လိုမှပါတယ်မပြေစုံနေဘူးလားဒါဆိုဘာကမှာဘာအဖြစ်ရှိလို့လဲကျွန်တော်တို့မိတ်ဆွေတွေမိသားစုဆရာဒေါက်တာဇလန်းတို့လို့ခေါ်ပါတယ်ဒီနေ့မျိုးရဲကကြောက်ကြောက်ဆိုင်တစ်ခုမှာဘာကသဆဖြစ်တယ်ဘာကမှာဘာအဖြစ်ရှိလို့လဲပြောပြမယ်အဓိကတော့ညှက်ထားတဲ့အသားဖြစ်တယ်ဒီအသားက grill လောက်ထားတယ်ကင်ထားတယ်ဖုတ်ထားတယ်ဆိုလို့ရှိရင် ကောင်းတာပေါ့အဲ့လိုမဟုတ်ဘဲနဲ့စီထဲမှာနှစ်ပြီးကြော်ထားတယ်ဆိုရင်မကောင်းဘူးလို့ပြောတယ်အဲ့ကြော်ထားတဲ့အသားကမှတကယ်စစ်အသားပြားကြော်ဆိုရင်ကောင်းသေးတယ် အဲ့လိုမဟုတ်ဘဲနဲ့ readymade အသားပြကြော်တွေကကြာရှည်ခံစေးတွေမုံနစ်တွေပါတာကြောင့်မကောင်းဘူးလို့ပြောတာဒုတိယကတော့ပါမုတ်ကိစ္စပါရပါမုတ်က whole meal လို့ခေါ်တဲ့ပါမုတ်ကျန်းစံကောင်းတယ်။ဒါပေမဲ့ဘာကမှသုံးတဲ့ပါမုတ်က white bread လို့ခေါ်တဲ့ပါမုတ်အဖြူဖြစ်တဲ့ကြောင့်မလို့ကောင်းတယ်လို့ပြောလို့မရဘူး။တတိယဟင်းသီးဟင်းရွက်တွေအနေနဲ့သခွားသီးပါတယ်၊ခရမ်းကျင်သီးပါတယ်၊ကြက်သွန်ဆက်လက်ရွက်ဒါတွေကကောင်းတယ်ပေါ့။ဒါပေမဲ့ဘာကမှပါတလောက်ပဲစားမယ်ဆိုလို့ရှိရင်တရက်တာ fiber လိုအပ်ချက်မပြည့်စုံဘူးလို့ပြောတာ။အဲ့တော့ထပ်ပြီးတော့တက်တက်ထပ်စားပေးဖို့လိုအပ်သေးတယ်။ချန်နာ sauce တွေ cheese တွေကိစ္စပေါ့။ ဆိုတော့အိမ်မှာလုပ်တဲ့ sauce တွေ mayonnaise တွေအဲတဘာဝ organic cheese တွေဒါတွေကကြမ်းမိုင်နေညွှန်ရပါတယ်ဒါပေမဲ့စီးပွားဖြစ်တုံးကြတဲ့ခန့်ညံ့ညံ့ sauce တွေအဲ mayonnaise တွေဒါမဟုတ်ငါတို့ process cheese ပြားတွေကတော့ရေရှည်စားတောက်မယ်ဆိုလို့ရှင်သွေးတိုးတို့စီဂျိုတို့ကန်ဆာရောဂါတို့ဖြစ်နိုင်ကြို့ပို့ပြီးတော့တတ်လာစေတယ်ပေါ့ ။ဒါအပြင်တွဲရောင်းလေးရှိတဲ့ Coke လိုမျိုးအချိုရည်ဖြော်ရည်လေးရလည်းကယ်လိုရီပိုများတဲ့ကြောင့်မလို့ weight ကိုပိုပြီးတော့တက်စင်းတယ်။ဒါဆိုင်မဲခွန်းကဘာကစားတာကြမ်းမိုင်နဲ့ညင်ညွတ်လာဆိုလို့ရှိရင်အိမ်မှာပစ္စည်းကောင်းကောင်းနေနဲ့လှူစားလို့ရှိရင်ကောင်းတယ်။ဒီဘာဖြစ်ရောင်းတဲ့ဆိုင်တွေကဘာကအများစုကတော့ဖြင့်ကြမ်းမိုင်နဲ့မညင်ညွတ်ဘူး။ဒါဟာလေစားလိုက်တော့လည်းပြဿနာမရှိပေမဲ့များများစားပြန်တဲ့ရေရှည်စားပြန်တဲ့ဆိုင်မကောင်းသေးဘူးလို့ပြောတယ်။အဲ့တော့ကျွန်တော်ကတော့ review ပေးဖို့အတွက်စားပြလိုက်ပြီ။အာဆိုင်မမှာ၄မလောက်ပေးပါတယ်။ကျွန်တော်အိမ်မှာလှူစားမဲ့ဆိုရင်ဒီထက်၄စားလောက်ပိုကောင်းမယ်လို့ကျွန်တော်ထင်တယ်။ မိတ်ဆွေတို့ဘာကစားပြစ်လားဘာကကြိုက်တယ်လားကောမန့်မှာရေးခဲ့ပါနော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ် like and follow လေးလုပ်ခဲ့ပါအောင် see you bye bye